ခရစ်ပတိုတခုကိုဝယ်တော့မယ်ဆိုရင်တချို့ကလူပြောများလို့ဝယ်လိုက်တာလူများတွေညော်လို့ဝယ်လိုက်တာဈေးတက်မယ်ထင်လို့ဝယ်လိုက်တာစသဖြင့်ဒီလိုနဲ့ကိုယ့်ရဲ့ပတ်စံတွေဆုံးရှုံးသွားတာကျွန်တော်ပါဝင်မိတ်ဆွေတို့လည်းဖြစ်ပုံမဲ့လို့ထင်ပါတယ်ကို့အနေနဲ့ခရစ်ပတိုတခုမဝယ်ခင်မှာဘာတွေကိုတော့ကြည့်ရမယ်ဘယ်လိုတွေဆက်ရမလဲဆိုတာဒီဗီဒီယိုမှာမျှဝေပေးပါမယ်ဒါကိုကြည့်ပြီးတာနဲ့ဘယ်ခရစ်ပတိုကိုတော့ဝယ်သင့်တယ်မဝယ်သင့်ဘူးဆိုတာကိုအကြံပြေးရွေးချယ်တတ်သွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုက white paper ကိုသိကြဖတ်ပါ white paper ဆိုတာက project တစ်ခုလုပ်ရဲ့အသေးစိတ်အချက်အလက်တွေကိုရေးသားထားတဲ့စာရွေးစာတမ်း ဖြစ်ပါတယ် project ရဲ့ရည်ရွယ်ချက်ကဘာလဲဘာပြဿနာကိုဖြေရှင်းဖို့လဲသူ့ရဲ့နည်းပညာကဘာကိုသုံးထားတာလဲအပွဲစင်းတဲ့ roadmap တွေကဘယ်လိုမျိုးရှိလဲဒါတွေအားလုံးကို white paper မှာဖတ်လို့ရပါတယ်ဥပမာ big one ကဘန်တွေမပါဘဲနဲ့ငွေလွှဲနိုင်ဖို့ဖြစ်တဲ့ ethereum က smart contract တွေတဲ့ဖြစ်တယ်ဆိုတာမျိုးပေါ့ white paper ကိုထေချာဖတ်မယ်ဆိုရင် project အခြေအနေကိုအကဲပြတ်နိုင်မှာဖြစ်ပါတယ်အကဲရွက်ကိုကအင်္ဂလိပ်စာဖတ်လို့အဆင်မပြေဘူးဆိုလို့ရှိတော့မှ google translate ကိုသုံးပြီးတော့ဖတ်ကြည့်လို့ရပါတယ်ဒါမှဒီ coin ကတကယ်အလုံးလုံးလားမလုံးလားလူတွေသုံးလားမသုံးလားဆိုတာကိုခံမဲ့ က်လို့ရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကဒီ project မှာဘယ်သူတွေပါဝင်နေတာလဲဆိုတဲ့ team ကိုတေချာလေ့လာရမှာဖြစ်ပါတယ် project ရဲ့အောင်မြင်မှုကအဖွဲ့စည်းရဲ့အခြေအချင်းနဲ့အတွေ့အကြုံပေါ်မှာအများကြီးမူတည်ပါတယ်အဖွဲ့ဝင်တွေရဲ့နောက်ခဲ့အကြောင်းအရာတွေအတွေ့အကြုံတွေနဲ့အရင်ကလုပ်ခဲ့တဲ့ project တွေကိုတေချာလေ့လာရမှာဖြစ်ပါတယ်လူသိများပြီးတော့နာမည်ကောင်းရှိတဲ့အဖွဲ့အစည်းတွေနဲ့လောက်ကင်ထားတဲ့ project တွေဖြစ်မယ်ဆိုရင်တော့ယုံကြည်စိတ်ကြရဖို့ပို့ပြီးတော့များပါတယ်ဥပမာ VAB ကို Binance ကနေပြီးတော့ဖန်တီးထားတာမျိုးတို့ကနာတို့ကို Ethereum ရဲ့ co-founder တူကနေပြီးတော့လောက်ထားတာမျိုး ို့တို့ S1 ကို Facebook ရဲ့ blockchain ရဲ့အဖွဲ့အစည်းကလူတွေကနေပြီးတော့ဖန်တီးထားတာမျိုးတို့ဓာတ်တွေကိုလိလာရမှာဖြစ်ပါတယ်။အဲ့ဒါတွေကိုဘယ်လိုမျိုးနေရာမှာစိတ်လို့ရမှာလဲဆိုတော့ website မှာ team ဆိုပြီးတော့ရှိပါတယ်။ဒီနေရာမှာတွားကြည့်လို့ရပါတယ်။အဲ့ဒီမှာသူတို့ရဲ့နာမည်တွေအရင်ကလုပ်ခဲ့တဲ့အလုပ်တွေကိုပြထားမှာဖြစ်ပါတယ်။ LinkedIn ဒါမှမဟုတ် X တွေမှာလည်းပဲသူတို့တွေကို search လုပ်ပြီးတော့တကယ်ရှိတဲ့သူတွေလားအတူယောင်တွေလားဆိုတာကိုစစ်ကြည့်လို့ရပါတယ်။တကယ်လို့ teams ကဘာမှ level မဖော်ပြထားဘူးဆိုရင်တော့တတိထားရပါတော့မယ်။ scan ဖြစ်ဖို့များပါတယ်။ဒါတရားတစ်ခုက community ကိုကြည့်ပါ။ project ရဲ့ community က project ရဲ့အနာဂတ်ကိုဖော်ညောပါတယ်ဒီ project ကိုလူတွေစိတ်ဝင်စားနေလား update တွေဘာတွေရှိလဲ community ကတက်ကြွပြီးတော့အပြုသဘောဆောင်တဲ့တပည့်ချစ်တွေရှိမယ်ဆိုရင် project ကရရှိမှာအောင်မြင်နိုင်ခြင်းများပါတယ် crypto မှာကလူသုံးများမှသာလျှင် table ရှိလာတာမျိုးပါအဲ့ဒါတွေကိုဘယ်မှာကြည့်ရမလဲဆိုတော့ x လိုမျိုး social media တွေမှာသူတို့ရဲ့ account ကိုသွားကြည့်လို့ရပါတယ် follower ကဘယ်လောက်ရှိလဲ post တွေမှာလူတွေကဘယ်လိုမျိုး engage လုပ်ထားတာလဲ like comment retweet တွေကဘယ်လိုမျိုးရှိလဲဒါတွေကိုကြည့်ပါပြီးတော့ telegram တို့ discord လိုနေရာတွေမှာသူတို့ရဲ့ community ရှိတယ်ဆိုရင်တော့ဝေကြည့်ပြီးတော့လူတွေဘလောက်ထိစကားပြောနေလဲဘလို့မျိုး edit ဖြစ်လဲဆိုတာကိုဝေကြည့်ရမှာဖြစ်ပါတယ်တကယ်လို့လူသိမ်းမရှိဘူးတိတ်ဆိတ်ချောက်ကဲနေမယ်ဆိုရင်တော့ဒီ project ကတိတ်အောင်မြင်ဖို့မလွယ်ကူဘူးလို့ယူဆရမှာဖြစ်ပါတယ် level 4ကနီးပညာနဲ့လက်တွေ့အသုံးပြုမှုကိုသေချာလေ့လာပါ project ရဲ့နီးပညာကဘလောက်ထိအဆင်ပြေလဲဘယ်နီးပညာကိုသုံးရတာလဲတခြား quality နဲ့ဘာကွာလဲလက်တွေ့အသုံးပြုမှုကဘလို့မျိုးအကျိုးကျေးဇူးတွေပေးနိုင်မှာလဲဆိုတာကိုသေချာလေ့လာပါဥပမာ BAB ဆိုရင် Binance Launch ပုံမှာပါဝင်ပြီးတော့ Android ရမယ် Solana ဆိုလို့ရှိရင်မြန်နို ုံးပြစ်ပြီးတော့ Gatsby သက်သာတယ် XRP ကနိုင်ငံတကာငွေလွှဲတင်မှာသုံးလို့ရတယ်ဆိုတာမျိုးကိုလေ့လာရမှာဖြစ်ပါတယ်တကယ်လို့ဘာမှအသုံးမဝင်ဘူးဒီတိုက်ပဲဈေးတက်ဖို့ပဲမျှော်လင့်ထားတယ်ဆိုလို့ရှိရင်တော့အဲ့ဒီရရှိပါတယ်နံပါတ်5အနေနဲ့ Tokenomics ကိုသိကြလေ့လာပါ Tokenomics ဆိုတာက Token တွေကိုဘယ်လိုမျိုးပေးမှာလဲဘယ်လိုမျိုးအသုံးပြုမှာလဲဆိုတော့စီးပွားရေးဆိုင်ရာအခြေအနေတွေဖြစ်ပါတယ် Token ရဲ့ Total Supply ကဘယ်လောက်ရှိလဲဈေးကွက်ထဲမှာလည်းပဲမဲ့စာကူ Lady Supply ကဘယ်လောက်လဲ Token Unlock ဖြစ်မဲ့ Date ကဘယ်တော့လဲဘယ်လိုမျိုးအသုံးပြုကြမှာလဲဆိုတာကိုသိကြနားလည်ဖို့လိုအပ်ပါတယ် Token Unlock ဖြစ်ကနေတဲ့အခါမှာ ျွန်တော်တို့က coin တွေဝယ်မိမယ်ဆိုရင်ဈေးကွက်ထက်ကို coin အသစ်တွေရောက်လာမှာဖြစ်ပြီးတော့ဈေးကျနိုင်ခြင်းအများကြီးရှိပါတယ်ဒီအခါမှာကိုကဝယ်မိမယ်ဆိုရင်ကိုရဲ့ငွေတွေစုံရှုံးနိုင်ခြင်းရှိပါတယ်နောက်ဆုံးတစ်ခုက project ရဲ့ဈေးကွက်ကိုတေးချလေ့လာပါ coin market cap ဒါမှမဟုတ် coin ကောက်ကိုလို့ website တွေမှာသွားကြည့်ပြီးတော့ဈေးကဘယ်လိုမျိုးတက်လာတာလဲဘယ်လိုမျိုးကျသွားတာလဲဆိုတာမျိုးကိုကြည့်ပါတကယ်လို့ဈေးကတက်လိုက်ကျလိုက်အယံမတိမငြိမ်ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့အတွက် idea များနိုင်ပါတယ်ပြီးတော့ market cap လို့ခေါ်တဲ့ဈေးကွက်ထံမှာလက်ပတ်နေတဲ့တန်ဖိုးဘယ်လောက်ရှိလဲဆိုတာမျိုးကိုကြည့်ပါ market cap ကတိတ်မမြင့်ဘူး းဆိုရင်ဈေးတက်ဖို့အခွင့်လည်းပိုပြီးရှိပေမဲ့ ADR လည်းပိုပြီးများပါတယ်ကျွန်တော်ဆိုရင် market cap က400 million အောက်ရောက်နေပြီဆိုရင်ကို wallet ထဲက2%လောက်ကိုထည့်ရထားလိုက်ပါတယ်ပြန်ရောင်းရင်တော့ဝယ်တဲ့ဈေးရဲ့10%လောက်အမြတ်ကျန်မှသာလျှင်ပြန်ရောက်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ risk block united လဲဆိုတာကိုကိုပါသားကိုဆုတ်ပြတ်ပါရှိသမျှပတ်စံတွေအကုန်လုံးကိုထည့်ပြီးရေးလိုက်တာမျိုးမဟုတ်ပဲနဲ့အစုပ်ရှုပ်ခံနေတဲ့ပမာဏတစ်ခုကိုပဲရေးသင့်ပါတယ်ခုနကလေးလာခဲ့တဲ့အခြေတွေကအဆင်ပြေတယ်ဆိုရင်ကိုဝယ်မဲ့ quantity ကို best CEX တွေပေါ်မှာ list လောက်ထားတယ်ဆိုတာမျိုးကိုကြည့်ပါ top 10 CEX တွေ မှာ list လောက်ထားတယ်ဆိုရင်တော့အစီအပြေနိုင်တယ်လို့ယူဆရပါမယ်။ top 1နေရာမှာရှိနေတဲ့ Binance လိုမျိုး CS တွေမှာ list လောက်ပြီးဆိုရင်အဲ့ဒီ coin ဈေးကခုတ်တက်သွားလေးရှိပါတယ်။မိတ်ဆွေတို့အနေနဲ့ crypto တွေဝယ်ဖို့ Binance အကောက်ဖွင့်နေတယ်ဆိုရင် trading လောက်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါမယ်။ဆိုတော့ဒီအချက်တွေကိုသေချာဆက်ပြီးတော့ crypto တွေဝယ်မယ်ဆိုရင်ဘယ် crypto ကိုဝယ်သင့်တယ်မဝယ်သင့်ဘူးဆိုတာကိုအကြံပေးသိသွားမယ်လို့ထင်ပါတယ်။မိတ်ဆွေတို့ရောဘယ် crypto ကိုစိတ်ဝင်စားလဲအခုလေးရှိမှာဘယ် crypto တွေဝယ်ထားတယ်လဲဆိုတာကို comment မှာရေးခဲ့ပေးလို့ ရပါတယ်ကျွန်တော်လော်သွားခဲ့တဲ့အချက်များရှိတယ်ဆိုရင်လည်းပဲ comment မှာရေးခဲ့ပေးလို့ရပါတယ်ဒီ video မှာပါဝင်တဲ့အကြောင်းအရာတွေက education passport အတွက်သာရည်ရွယ်ပြီးတော့ဖန်တီးထားပါတယ် crypto တွေမှာရင်းနှီးမြှောက်နယ်မယ်ဆိုရင်တော့ကိုယ်တိုင်လေးလာဆက်ဆက်ပြီးတော့မှသာလည်းလုပ်သင့်ပါတယ်ဒီ video ကဒီလောက်ပါပဲမိတ်ဆွေတို့အတွက်ဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့ update ခဲ့နေပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှာမို့ channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်တဲ့ video မှာတွေ့ပါမယ်အားလုံး thank you ပါ